ဲဒီကနေ့ကတော့ကျွန်တော်တို့ဒီမှာအမဲရှာပါเนาะအမဲရှာလေးကိုမြေအိုးလေးနဲ့နှစ်နည်းလေးကိုနှက်ပြပေးတော့ပါမယ်เนาะဒီမှာရှာရိုးမရှိတိုင်းလာပြီးပြောမနေနဲ့ဆိုတော့ဒီမှာတော့ဝအရိုးမပါဘူးเนาะအစားရတဲ့ခါမှကြတော့လေနူးညံ့နဲ့အချိန်လဲအရန်ကြီးမပေးရဘူးเนาะဒီလိုအမဲရှာလေးနှက်ဖို့အတွက်ကကျွန်တော်တို့ကဗာလေးလိုမလဲဆိုလို့ရှိရင်ဒီမှာကျက်သွန်မျိုးလေးထောင်းထားမယ်အဂျင်းလေးထောင်းထားမယ်နောက်ကကျက်သွန်အနီလေးရယ် နော်အနှစ်ရစီဖို့အတွက်ကခန်းညင်းတွေကတလုံးနဲ့ပါနော်ဒီမှာပင်ဏဒီစိမ့်လေးပါမယ်နော်အရသာအနံ့လေးအတွက်ကကြတော့ကျွန်တော်တို့ကဒီမှာအကြိုက်ဆုံးတော့နန်နံမင်းပဲဖြစ်တဲ့အတွက်ကျွန်တော်ကတော့နန်နံမင်းလေးပဲအုပ်ပါမယ်အဲကြံတဲ့အကိုနှစ်တဲ့ရာလေးကိုဒါကိုကိုတိုင်းနော်အနံ့အတွက်ကထည့်လို့ရပါတယ်ကဲပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီနော်အမဲရှာကိုကျွန်တော်တို့ကရင်းနှီးပွက်ပွက်ဆူတဲ့ထဲမှာဒါခနာလေးကိုပြုတ်လိုက်ပါမယ်နော် ထည့်လိုက်မယ်အကြိုက်မဟုတ်ပါတော့ကျွန်တော်တို့ဒီအခွန်ချွတ်ဖို့အတွက်နော်ဒါလေးတွေကိုထည့်လိုက်တာကဲဒီလိုလေးတိုင်ကျွန်တော်5မိနစ်လောက်ကလေးကြုတ်လိုက်ပါမယ်နော်ခုဒီလောက်ဆိုရင်ကျွန်တော်တို့ရသွားပါပြီနော်အဲ့ဒီအတွက်ဆဲပါမယ် ယ်ကျွန်တော်ဒါလေးကိုချွတ်မယ်နော်ဒါလေးကိုကျွန်တော်ချွတ်မယ်ဟာမလေးဟမ်ဘာလို့ပုံရပါတော့ ုလိုလေးပြောင်းသွားပြီဒါတခြားမော်နော်ဒါပေမဲ့ကျွန်တော်တို့ဘက်ကကြတော့ဒီရှားကိုအမဲရှားပဲဖြစ်ဖြစ်နော်စိတ်တို့ဘာလို့ပဲဖြစ်ဖြစ်စားမယ်ဆိုလို့ရှိရင်ဒီထိပ်ပိုင်းလေးကိုကျွန်တော်တို့ကလှိဖြတ်လိုက်တယ်ပေါ့နော်ဒါတို့ထဲမစားပါဘူးကဲနောက်ထပ်မကျန်သေးတဲ့အားလေးကိုပြောလွားလွားပဲနော်ကဲကျွန်တော်ဒါလေးကိုအနေတော်ဖြစ်အောင်လှိမယ်နော် ောင်းဆိုနှက်မှာဖြစ်တဲ့အတွက်အတွုံးကိုတော့နည်းနည်းလေးပြီးတော့ပို့ပြီးတော့ကြည်ထားမှန်းပေါ့နော်ကဲအခုဆိုလို့ရှိရင်တော့ဒီမှာတွုံးလို့တက်လို့ပြီးသွားပါပြီဒါလေးကိုကျွန်တော်တို့ကအကြည့်အတန်လေးနဲ့ပြန်ဆေးပါမယ် ်ဆေးပြီးသွားပြီဆိုတော့ကျွန်တော်ဒီထက်ကိုအရသာလေးတွေထည့်ပြီးတော့နေပါမယ်နော်စားလေးထည့်ပါမယ်အရာပြီးသွားရင်အချိုမှုန့်လေးထည့်ကြအောင်ဆောင်ပါမယ်နောက်တစ်ခါဒီမှာเนาะကျွန်တော်စနမှုန့်လေးထည့်ပါမယ် အဲ့ဒါလေးပြီးသွားတော့ဒါလေးကိုနော်တရုံချင်းစီတဲကိုစိတ်ဝင်သွားအောင်ကျွန်တော်တို့ကနည်းပေးပါမယ်ဒါစားရဲ့ချုံမုံရဲ့စနွမုံလေးရဲ့ကျွန်တော်တို့ကနည်းပြီးသွားပြီဆိုတော့ဒီထဲလေးကိုနောက်တစ်ခါနော်ဒီမှာဂျင်းလေးထည့်ပြီးတော့နည်းပါမယ်နော် ကဲအခုလိုလေးဂျင်းလေးပြီးသွားတော့တခါချက်သွင်းမှုလေးထည့်ပြီးတော့နေပါမယ်နော်ဒါကျွန်တော်အကြိုက်ကိုပြောတာပါဒီနေရာမှာတခါလေချက်သွင်းဖြူကောဂျင်းရောထည့်ပြီးတော့နေလို့လည်းရပါတယ်အဲဒီလိုလေးနှံ့သွားအောင်တမသွားအောင်နေပြီးပြီဆိုမှကျွန်တော်တို့ကမြေအူလေးတဲကိုထည့်ပါမယ် တို့ကနှတ်တော့မှာเนาะချက်တော့မှာဆိုတော့ကြတော့ဒီထဲကိုပြတ်တော့အနီလေးထည့်ပါမယ်ဒါခန်းညင်းဒီလေးတလုံးเนาะတလုံးထည့်လိုက်ပါမယ်ထည့်ပြီးသွားရင်เนาะအယောင်တင်ဒါအယောင်တင်လေးထည့်လိုက်ပါပြီအားလေးပြီးသွားရင်တော့ကျွန်တော်တို့စီလေးထည့်ပါမယ်เนาะ နှက်တာဖြစ်တဲ့အတွက်စီလေးကိုတော့နည်းနည်းလေးပိုးထည့်ပေးပါမယ်။ဒါဒီထဲကိုတော့ကျွန်တော်တို့ရေမဆွတ်ဘူးเนาะဒီမှာလက်ဆေးရေလေးပဲကျွန်တော်တို့ကထည့်လိုက်ပါမယ်။ကဲခုဆိုရင်တော့စပြီးတော့တဲပြီပေါ့ဗျာ ာလုံးနေတာပေါ့နော်အဲကျွန်တော်ဒီမှာပထမလုံးရည်ဒီမှာတဲဒီမှာတစ်ဖြောက်ဖြောက်လေးနဲ့နော်စီရီပဲကြံတော့တယ် နောက်တစ်ခုကအကုန်လုံးထည့်ထားတဲ့ခန်းကျင်သီးတွေကလည်းဒီမှာနော်အနှစ်ကလေးတွေရသွားပြီနော်အဲ့ဒါဆိုတော့ကျွန်တော်တို့ကလုံးရည်လေးဆွတ်လိုက်ပါမယ်ဆိုတော့လုံးရည်ကလည်းအများကြီးမလိုပါဘူးနော်နော်အမဲရှာလေးတွေမြုပ်သွားတဲ့အထီးလေးပဲကျွန်တော်တို့ကဆက်ပေးပါမယ်။ ဒီဟက်ဖုန်းလေးပြန်အောင်ထားမယ်နော်ဒါဒုတိယဆွတ်ထားတဲ့ရေလေးပေါ့နော် မကြီးစားကျင်စရာလေးနော်။ဗာမြေဥနံလေးကလည်းမှွေးနေတာပဲ။မဲရှာလေးကလည်းနူးနူးညံ့ညံ့လေးနော်။ဒါဒီလေးခန့်သွားရင်တော့နူးနူးလောက်ပါပြီနော်။ဟွန်းကြာပါပြီ။အဲဆိုတော့ကျွန်တော်တို့ကစီကြံတဲ့အထီလေးခဏလေးပြတ်အုပ်ပြီးတော့စောင့်နေလိုက်ပါမယ်။ ကဲအသားလေးကလည်းနုဤသွားပြီစီလေးပဲပြန်လာပြီဆိုတော့ကျွန်တော်တို့ကပထမဆုံးအနေနဲ့ကနော်ပင်နယ်လေးစိမ်းလေးတွေကိုထည့်လိုက်ပါမယ်ထည့်ပြီးတော့ခဏလေးအုပ်ထားပါမယ်နော်ကဲငုတ်တိလေးထည့်ထားတာเนาะခဏနေကြတော့ မှုလဲမှုလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်ဆုံးပိတ်အနေနဲ့နော်နံနံမလေးကိုကျွန်တော်ခတ်လိုက်ပါမယ်ကြိုက်တဲ့အတွက်နံနံမေကိုတော့နိုင်နိုင်လေးထည့်လိုက်ပါရစေကဲထည့်ပြီးသွားရင်လည်းပြန်ဖုံးထားမယ် ဲအခုဆိုလို့ရှိရင်တော့အနံလေးလဲမှုေးတယ်အရသာလဲထူးခဲ့တဲ့ကျွန်တော်တို့အမဲရှာမြေဦးနှက်ကလေးရပြီပေါ့ဗျာအားလုံးပဲစားကြပါဦးခင်ဗျာอืมစားကြပါဦးခင်ဗျာကဲဒီနေ့ချက်ဖြစ်တာလေးကတော့ကျွန်တော်တို့ကအမဲရှာမြေဦးเนาะမြေဦးလေးနဲ့နှက်ထားတာပေါ့เนาะအမဲရှာအောင်ပါစီပြန်လေးပါအားလားလေးရဲ့နောက်တော့ခါကြတာချက်မောင်းအချင်းရဲ့အခါရဲ့နှစ်မျိုးကိုရောပြီးတော့ပြကောနှစ်ကောလေးချက်ထားတာပေါ့เนาะ ကဲဘယ်ဘက်ကခေါ်ပြီးပြီဆိုတော့ကျွန်တော်တော့မခေါ်တော့ဘိုက်တရလည်းစားပြီဆိုတော့စားမယ်ဘယ်ဘက်ကဒါစားနေအနှစ်ကလေးဒီနှစ်ကလေးရချမောင်းနှစ်ကလေးရရောလို့ဒါနဲ့ yang lebih boleh Soy. an nhận ta a sa lu con Mà lên này nó không phải ăn. mình đi chậm bây giờ mình còn điều thế sao nó mình chết điều làm chết điều này ဘဘဲကတော့စောင်းဆောင်ကိုထိုင်စားနေပြီ။ရောဘာသာစားပါ။ဒါအဆင်ပြေတယ်လို့စား။စားအဆင်ပြေတယ်လို့လေ။ ဲသားမစားတဲ့လူတွေပါရင်တော့တကယ်အားနာပါတယ်နော်။ဘာမစားတဲ့လူတွေအတွက်ကတော့အမဲရှာအောင်မယုံချက်စားကြည့်။ဘာကြောင့်လဲ။ Nó rất thơm. Thấy ăn con luôn này đó là Bây giờ phát gì mà tụi được không? အမဲရှာမိခင်ပြီးတော့အချင်းလေးနဲ့တို့စားတရားကောင်းတာအခုလိုမျိုးတကယ်ကိုရတာရှိပါတယ်နော် ုလိုမျိုးเนาะတကယ့်ကိုရတာရှိတယ်ပေါ့เนาะအမဲရှာလေးကိုများရခဲ့မယ်ဆိုလို့ရှိရင်ဒါမျိုးမရှိပဲမဲ့လို့အိမ်မှာလဲကြိုက်တဲ့အိုးနဲ့အခုလိုလေးစီပြတ်နှက်စားကြည့်ပါလို့ပြောရင်းနားနဲ့ပဲကျွန်တော်နဲ့ဘယ်ဘဲလေးရနေပြီးတော့အားလုံးကိုနှုတ်ဆက်ပါခင်ဗျာ